။ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်ဆိုင်ပြီးငြိမ်းချမ်းရေးရဖို့အတွက်ကချင်ငြိမ်းချမ်းရေးကွန်ရက်နဲ့88မျိုးဆက်ចောင်းသားတွေပါဝင်လူမှုအခြေပြု ဖွဲ့စည်းတွေစုစည်းပြီးတောင်းဆိုလိုက်ကြပါရစေ။ကျမတို့သတင်းတော်ကုတီဟာထွန်းကသတင်းပေးပို့ထားပါရရှင်။အချင်းဒေသငင်းချမ်းရေးစစ်ရေးနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးနိုင်ငံရေးနဲ့လူမျိုးရေးနယ်ပယ်ကပုံကိုယ်တွေရဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကိုဒီဇင်ဘာလ30ရက်နေ့တင်းနှုံနေနေ့ညနေပိုင်းမှာရန်ကုန်မြို့ရွှေကုန်းတိုင်းမှာရှိတဲ့တော်ဝင်နေစီခန်းမှာပြုလုပ်ခဲ့ပါတယ်။ ဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ88ကျောင်းသားခေါင်းဆောင်ကိုမြာရေးအပါအဝင်ကချင်ငင်းရေးကွန်ရက်ရန်ကုန်လူမှုအကျိုးဆောင်ကွန်ရက်ဘကတာနဲ့အဖြူရောင်တွဲလက်များအဖွဲ့တို့တက်ရောက်ကြကကချင်စည်ရေးဆိုင်ရာတဘောသားတွေကိုရှင်းလင်းပြောဆိုခဲ့ကြပါတယ်88မြို့သက်ကျောင်းသားခေါင်းဆောင်ကိုမြာရေးကအခုတချိန်ထောင်ငှားထွက်လာတဲ့တနစ်ကျော်ကာလအတွင်းကချင်ငင်းရေးကိုစူးစမ်းဆောင်ရွက်ခဲ့ပေမဲ့စစ်ပွဲတွေပုံမှုဆိုးရွားလာခဲ့တယ်လို့အဲ့ဒီခန်းနာမှာအခုလိုပြောပါတယ်ကချင်ပြည်နယ်ငင်းရေးအတွက်စူးစမ်းဆောင်ရွက်နေရတယ်တက်တည်ရှိပါပြီ ာမှမအစားမဖြစ်လာတဲ့အချိန်ပို၍ပို၍ဆိုးရွားလာတဲ့အချိန်ကိုတွေ့တဲ့အခါမှာလက်ရှိအဆိုးရွားပုံမိငုံထုတ်စရာအများကြီးရှိလာပါတယ်။နောက်ကြောင်းပြန်လှည့်စရာဆိုတာဟာနောက်ကြောင်းပြန်လှည့်နေသလားလို့တန်ရာဖြစ်စရာကျွန်တော်တို့တွေ့ရပါတယ်။ဆက်လက်ပြီးစစ်ဖြစ်ပွားနေတဲ့ကချင်ဒေသကိုရောက်ရှိနေတဲ့ကချင်ငင်းရဲကွန်ရက်အဖွဲ့ဝင်တွေနဲ့လိုက်စားမှရှိတဲ့ဒေသခံတွေကိုတရင်းသာရှင်းလင်းပွဲကနေတယ်လီဖုန်းနဲ့ဓာတ်ရက်ဆက်သွယ်ပြောဆိုမှုတွေလည်းပြုလုပ်ခဲ့ကြပါတယ်။ ပြောပြောအချင်းချင်းရဲ့ကွန်ရက်ဖွဲ့ဝင်မက်မေဇဘယ်ဗျူက KNA ဌာနချုပ်ရှိရာလိုင်ဇာမြို့ကိုအစိုးရစစ်တပ်တွေကဂျက်တက်လေရင်တွေနဲ့တိုက်ခိုက်နေတာတွေကြောင့်ဒုက္ခသည်စခန်းကပြည်သူတွေကလေးငယ်တွေခံစားနေရတာကိုခုလိုရှင်းပြခဲ့ပါတယ်။ဒီကလေးတွေကြီးလာတဲ့အခါမှာ ဘယ်လိုအနာဂတ်မျိုးနဲ့ကြီးကျယ်အောင်ပါလဲဒီကလေးတွေရဲ့လူနေတဲ့သိစိတ်ဓာတ်ချက်ကိုကျမတို့တွေဟာသူလူမျိုးရဲ့မုန်းတီးမှုတွေအပြည့်စွဲခံလိုက်တော့ပါလားကျမတို့နိုင်ငံရဲ့အနာဂတ်ဖြစ်လာမယ်ဒီကလေးတွေဟာဒီတနက်နဲ့เนาะတစ်ဖက်နဲ့တစ်ဖက်အညိုးတကြီးပြတ်ခတ်အခိုက်တက်ဖြတ်ချင်းဆိုတာကိုရှင်းပါပြီးတော့မှလူမျိုးရေးမုန်းတဲ့စိတ်ဓာတ်တွေနဲ့ကြီးကျယ်လာမှာကိုကျမတို့အားလုံးဒီတိုင်းပဲလက်ပိုက်ကြည့်နေတော့မှာလားလို့ အချင်း KNA ဌာနချုပ်ရှိရာလိုင်စာမြို့ကို2013ဇန်နဝါရီ1ရက်နေ့မှာတွားရောက်မဲ့88မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးကခုလိုစီးရဲအနှိဋ္ဌာယုံတွေချုပ်ငင်းဖို့အတွက်တိုင်းရင်းသားအလုံးဓာတ်တူညီမျှမှုရှိတဲ့ Federal ပြည်ထောင်စုစနစ်ပေါ်ပေါက်လာအောင်မြန်မာစစ်ကောင်းဆောင်တွေပူးပေါင်းပါဝင်ဖို့လိုကြောင်း RFA ကိုခုလိုပြောပါတယ်။တိုင်းရင်းသားအလုံးဓာတ်တူညီမျှမှုရှိတဲ့ Federal ပြည်ထောင်စုကိုတွားဖို့လိုတယ်။ဒါကတော့တိုင်းပြည်ကလိုကိုလိုအပ်လာပြီ။ အဲ့ဒါနဲ့ပတ်သက်ကျွန်တော်တို့မတိကြောင်ဆောင်နေလို့မရတော့ဘူးဒါကတော့အရှင်းအချင်းပဲကျွန်တော်ပြောတာအဲ့အဲ့ဒီလိုသွားတဲ့အခါမှာတမ်မလို့ရဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်တို့ဖယ်ရှားပြဖို့မကြိုးစားဘူးဆိုတာတမ်မလို့စိုးရိမ်နေတယ်ပျော်သူပြိုကွဲသွားမှာဆိုတဲ့အချက်ကိုကျွန်တော်တို့လည်းစိုးရိမ်နေအဲ့ဒီအာမခံတယ်အဲ့တော့တိုင်းသားအားလုံးဒန်းတူညီမျှမှုရှိတဲ့ Federal ပြည်တော်စုကိုအားလုံးပါဝင်တဲ့ညီလာခံရတဲ့စစ်နိုင်ငံရေးပြည်ခါကိုဖြည့်ရှင်ပြီးကျွန်တော်တို့သွားကြတယ်တစ်စစ်ချင်းတစ်စစ်ချင်းတစ်စစ်ချင်းသွားကြတယ် အဲ့မှာတက်မလို့လဲပါပါကျွန်တော်လက်တွဲဖို့အစီအစဉ်ရှိတယ်ဒါပဲကျွန်တော်သဘောထားအဲ့ဒီနေ့ကသတင်းစာရှင်းလင်းပွဲမှာပြည်တွင်းငင်းငယ်ရေးလူလားသူတွေကစစ်ပွဲရဆန်းရေးအမြင့်သဘောထားအသီးသီးကိုပါဝင်ဆွေးနွေးခဲ့ကြပြီး88မျိုးဆက်ចောင်းသားများအဖွဲ့ကလည်းအချင်းဒေသငင်းငယ်ရေးနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကို2012ဒီဇင်ဘာ31ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်